ယောဂီတွေကအရင်သူတို့အရင်ဘဝတွေကိုပြန်ကြည့်တဲ့အခါကျတခြားလူမျိုးတခြားဘာသာတွေကိုဖြစ်တာရှိတယ်ရှိတယ်ရှိတယ်ရှိပါတယ်ရှိပါတယ်ဘုန်းကြီးကြောင့်မယောဂီတကမကြီးတယောက်သူကအတိတ်ဘဝကခရိယံဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒါကဒုတိယအတိတ်လောကပါပထမအတိတ်တော့မဟုတ်ဘူးဒီတော့သူကဒီပရိစ္ဆေဘုဘကိုရှုလိုက်တဲ့အပိုင်းမှာအတိတ်ဘဝတေဂာတိကာလမရဏတဏ္ဍာဆုံးကိုထုတ်ဖောက်ပြီးလှမ်းရှုကြည့်တယ် ွကြည့်လိုက်တော့ထုတ်ပေါက်လို့မရဖြစ်နေတယ်။အဖြူပြင်းကြီးခံနေတယ်။အဲ့ဒီအဖြူပြင်းကြီးခံနေတာကိုနှစ်ရက်ရှု၃ရက်လောက်ထိရှုတယ်။အဲ့ဒီအဖြူပြင်းကြီးကမပေါက်တော့ဘူး။ကိုယ့်ဘက်ကိုကြည့်လို့မမြင်ဘူး။အဖြူပြင်းကြီးကရှေ့ကပင်ကိုက်ခံလို့ခံနေတယ်။ခံနေတဲ့အချိန်ကကျတော့ဘုန်းကြီးကသူ့ကိုရှေ့ကြော်သားကြည့်လိုက်ပါသူ့ကိုအဖြူကိုဆက်ပြီးမကြည့်နေတော့လို့ပြောလိုက်တော့မှရှေ့ကြော်ကြည့်လိုက်တော့မှသူကကံတစ်ခုသွားတွေ့တယ်။ဘာကံလဲလို့မေးတော့ကြည့်လေတော့သူဘဝနဲ့ ညာတော်တစ်ပါးကိုသမောတိလေးတလုံးဆုံးကကြွလာတဲ့အခါမှာသဘိဖုံးပေါ်တင်ပြီးတော့လောက်လှူနေတဲ့အာယုပေါ်လာတယ်။အဲဒီတော့ဘုန်းကြီးသမောတိစာညလို့ပြောတာမဟုတ်ဘူးနော်။ဟောလှူတာကိုဘုန်းကြီးပြောတာပါနော်။အဲဒီတော့သမောတိလေးတလုံးလှူနေတဲ့အခါကျတော့သူကကျင်းလက်ကြောသူဖြစ်နေတယ်။ဖြစ်နေတဲ့အခါကျတော့ထိုင်ပြီးဝှက်ချဖို့လည်းအချိန်ကတိတ်မမီသလားတော့မပြတ်တတ်ပါဘူးနော်။သူ့မှာကျင်းလက်ကြောသူဖြစ်နေတော့နံပါတ်1ပညာမတတ်ဘူး။နံပါတ်2ဆင်းရဲတယ်။ ရှင်ရတော့ဗောရင်ကြည့်တဲ့တော်သူဘုရားကိုသူကရွှေရှာဆက်ဆုပ်တယ်။ရွှေရှာဆက်ဆုပ်တော့သူကဘာလုပ်တယ်လဲ။မြို့ကြီးသူ ဖြစ်ပညာတတ်မြို့ကြီးသူဖြစ်ချင်တယ်ဆိုပြီးသူကအတိဆုတောင်းတယ်။တောင်းလိုက်တဲ့အချိန်ကတည်းကဒီဘုရားမှသူမြို့ကြီးသူဖြစ်ပါတဲ့ရန်ကုန်မြို့သူရောမြို့သူအဲမြို့ကြီးပဲနော်။အဲမြို့ကြီးသူလည်းဖြစ်တယ်နောက်တစ်ခုကဖြစ်ပညာတတ်တဲ့သူအမေဘွဲ့အထိရတော့ပါတယ်နော်။အဲဒါဖြစ်ပညာတတ်မြို့ကြီးသူဖြစ်သွားပါတယ်။ဖြစ်လိုက်တော့အဲ့ဒီမှာ ခင်ပညာတမျိုးကြီးတွေလို့အတိမားနေတဲ့သဘောကအဝိဇ္ဇာထိုဘက်ကိုလှမ်းတွင်ထားတဲ့သဘောကတဏ္ဍစိတ်ကဆွဲတဲ့သဘောကဥပါဒ။ဒီမောဒီဒီလုံးလောင်းလှူလိုက်တဲ့ကုသိုလ်စေတနာတွေကသင်္ခါရ။ဒုသင်္ခါရတရားတွေထုတ်ပြသွားတဲ့အခါကျင်းခဲ့တဲ့သူမျောနေနေတဲ့ဘဝကိုဖြစ်စေနေတဲ့စွန့်ကမ္မတ္တိတွေကကံပေါင်းလိုက်တဲ့အဝိဇ္ဇာတနာဥပါဒသင်္ခါရကအကြောင်းကားကိုရှာဖွေရသွားတယ်။ရှာဝင်ရလိုက်တဲ့အချိန်ကကျတော့ဒီဘဝမှာတည်ရှိတဲ့ပြိသန်တွေခန္ဓာငါးပါးနဲ့အကြောင်းကျဆက်လိုက်တော့ဆက်လို့ရတယ်။ ဒီကံကြောင့်ဖြစ်တယ်သမောတိတလုံးကြောင့်ဖြစ်တာပဲနော်သမောတိတလုံးကြောင့်ဘာဖြစ်လဲခေပညာတမျိုးကြီးလူဖြစ်သွားတယ်ဒါကြောင့်သမောတိတလုံးသိအချင်းမသိတယ်လားအဲခေပညာတမျိုးကြီးမျိုးကြီးလူတို့ကဖြစ်သွားတယ်ဖြစ်သွားလိုက်တဲ့အချိန်ကကျတော့ဒီအဖြူကဘာလဲဆိုတော့ဘုန်းကြီးကသိကျင်တဲ့အတွက်ဒုတိယအတိတ်ကိုဆက်ပြီးအဖြူခန်းလိုက်တော့မှဒီအကြောင်းကပေါ်လာတယ်ဒုတိယအတိတ်မှသူကခင်ရခင်ရအမျိုးသမီးဖြစ်တဲ့အချိန်ကကျတော့ သူတို့ခရိယံရဲ့ထုံတန်းစင်လာအတိုင်းသူတို့ဝါဒနာပါတဲ့စတဲ့ညောင်းလေးတစ်ခုဆောက်လို့လှူဒန်းတယ်။စတဲ့ညောင်းလေးဆောက်လို့လှူဒန်းလိုက်တဲ့အပိုင်းမှာဒီစတဲ့ညောင်းလေးကလှူဒန်းတဲ့အခမ်းအနားတစ်ခုကျင်းပလိုက်တော့အပေါ်မျက်နှာရည်တွေလည်းသူကအဖြူတွေဖုံးထားတယ်။မင်းနိုင်ရည်နေလည်းအကုန်လုံးပိတ်ဖြူတွေပဲလှည့်ပြီးကန်ထားတယ်ဒါအဖြူကိုသူတို့နှိမ့်ချလို့လည်းတွူရတယ်။ကန်ထားလိုက်တဲ့အချိန်ကကျတော့အဲ့အခမ်းအနားကျင်းပပြီးတော့သူကဆူတောင်းပန်းထွားတာတွေလည်းရှိတယ်။အဲ့ဆူတောင်းပန်းထွားတာတွေကလည်းခရိယံလိုပဲဆူတောင်းပန်းထွားတယ် အဲဒီဆုံးလုံးပတ်ထားနေတဲ့ဆုတောင်းကန်းလေးကိုတော့ဘုန်းကြီးသူကရွတ်ပြတယ်ဘုန်းကြီးကတော့နားမလဲပါဘူးနော်ကဲအဲဒီကံမှာဘုန်းကြီးဒါဟုတ်ကဲရတာတော့မဟုတ်ဘူးနော်တခါကြီးနေနေလေးသဘောပေါက်အောင်ဘုန်းကြီးပြောတယ်သူတို့ကဖန်ဆင်းခြင်းအတ္တကိုလက်ခံတဲ့ဥပါဒ်ဒါပေမဲ့လို့ဖန်ဆင်းခြင်းအတ္တနဲ့အဖန်ဆင်းခါတဲ့အတ္တကိုလက်ခံနေတဲ့အခါကျတော့ကံကံရဲ့အကျိုးကိုသူတို့ကယုံကြည်မှုမရှိဘူးမယုံကြည်တာပဲသူကတည်ရင်ပြတ်သွားတယ်ဆိုတဲ့ဥပါဒ်တော့သူ့မှာမရှိဘူးနောက်ထပ်ဘဝတည်ဆိုတာကိုတော့သူတို့နည်းနည်းလေးမျှော်လင့်တယ် ဒါပေမဲ့သူတို့မျှော်လင့်တဲ့ဘောဓိကဘုရားမာတာမှာလာတဲ့ဘောဓိနဲ့မတူဘူး။ဘုရားတခင်ရဲ့ရင်ဝင်တော်မှာအိမ်ပြော်တော်မူခြင်းဆိုတဲ့ပုံစံမျိုးနဲ့မျှော်လင့်ထားတဲ့မျှော်လင့်ချက်ပဲနော်။ဒါကြောင့်ဒီအယူမှားတဲ့ဝါဒခြံရံပြီးတော့ထူထောင်ထားတဲ့ဒီကံကအကျိုးပေးတဲ့အချိန်ခါမှာဖုံဖုံပြိုပြိုသိပ်ပြီးတော့အကျိုးမပေးနိုင်ဘူး။ရှင်ရဲ့နံပါတ်ကြီးတဲ့ဒေါ်သူလေးဘုရားကိုသွားပြီးအကျိုးပေးတယ်။အကျိုးပေးလိုက်တော့ဒီအဖြူကဘယ်ပြဿနာလဲလို့မေးเสียရရှိတယ်နော်။ပထမဒီ အမျိုးသမီးနေတဲ့သင်္ကန်ကြီးကလမှာဘာအယုံထင်တဲ့လို့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါပြန်ဆွဲကြည့်လိုက်တော့အဲ့ဒီအဖြူရင်ကြီးကတောက်ချောက်ဖြစ်နေတယ်။တောက်ချောက်ဖြစ်တဲ့ကဘယ်လိုလဲလို့မြင်တော့ဘုက္ခလာမှာတချို့ပုဂ္ဂိုလ်တွေသင်္ကန်ကြီးပြုံးတယ်မသိဘူး။မိမျောနေတာရက်ပေါင်းထော်တော်ကြားတယ်။အဲ့မိမျောနေတဲ့ပုဂ္ဂိုလ်တွေကဘာတည်တယ်လို့မေးရင်တော့ဘုန်းကြီးတို့စာရများတော့အဖြစ်ပြောတာနော်။ဝိတိစိတ်မဖြစ်ဘူးလို့တော့မဆုံးလို့ဘူး။တွတ်တော့ညာတော့အဖြစ်ဘုန်းစိတ်ကြီးထက်တဲ့ဖြစ်တယ်။ ဘွေစိတ်တင်စိတ်တိုင်းဖြစ်နေတဲ့ခါကျတော့အဲ့ဒီဘွေစိတ်ကဘာကိုသိနေလို့မေးတော့အဲ့ဒီဒုတိယအတိတ်ဘဝမှာသူကတေဂာနိကာလသူရဲ့မရဏတဏ္ဍာဆုံးကိုပြန်ဆိုက်ကြည့်လိုက်တော့မရဏတဏ္ဍာဆုံးမှာသူကြောင်းလှခဲ့တဲ့အဖြူရောအာယုန်မိတ်ကလာပေါ်နေတယ်။သူရဲ့မရဏတဏ္ဍာဆုံးကဒီအဖြူရောအာယုန်မိတ်ကိုလှမ်းပြီးအာယုန်ယူတဲ့အတွက်သူရဲ့ပရိသန္တိစိတ်ကလည်းဒီအဖြူရောကိုပဲအာယုန်ယူတယ်ဒါကာမနမိတ်ခေါ်ပါတယ်နော်ပရိသန္တိစိတ်နောက်မှာဘောတစ်ချက်ဆက်လက်ဖြစ်ပေါ်လာတဲ့ဝေစိတ်တွေကလည်းဒီအဖြူရောအာယုန်ကိုပဲလှမ်းသိတယ် သင်္ကနိကလည်းကြတော့ဒီဘွင်စိတ်တွေကရပောင်းများစွာဇက်တက်မိညောနေပုံရတယ်။ဇက်တက်ဖြစ်နေတဲ့ခါကျတော့ဒီအဖြူကိုသူကထုတ်ဖောက်လို့မရဖြစ်နေ။ရပောင်းတော်ခန့်ချန်ကြလိမ့်မည်။ဘွင်စိတ်တွေကအဖြစ်များနေတော့ဘွင်စိတ်တွေရဲ့အာယုံဖြစ်တဲ့ဒီအဖြူရောနမိတ်ကြီးကိုလှမ်းပြီးမြင်နေတာဖြစ်ပါတယ်နော်။သို့တော့သူရဲ့မရဏတဏ္ဍဆုံးရောက်တဲ့အချိန်ကကြတော့မရဏတဏ္ဍဆုံးကဖြတ်ခနဲဆိုခဏလေးတော့ပဲဖြစ်လိုက်တယ်။အဲဒီဖြစ်လိုက်တဲ့အချိန်ကမှသူကယဟန်တော်တစ်ပါးကိုတည်တည်စွာသမောနီစွာလေးလွန်လှုံနေတဲ့အာယုံကသူ့ သေကဏိကလမရဏသာသုံးမှာလာပေါ်တယ်။ပေါ်လိုက်တဲ့အခါကျတော့ဒီဘဝပြိဋ္ဌာန်ကြီးကအဲ့ဒီသံဃောကြီးလောင်းလှုပ်နေတဲ့ကကာမနမိတ်အာယုံလာခြင်းတယ်။ဒီဘဝဘဝစိတ်တွေကလည်းအဲ့ဒီသံဃောကြီးလောင်းလှုပ်တဲ့ကာမနမိတ်အာယုံပဲ။အဲ့ဒါဒကာကြီးမေးတယ်ခဏမေးကောဘယ်လိုပါလဲပြေတောင်းသွားပြီ။ဒကာမကြီးဟာဟောဘာသာအဲဘာသာကျအဲ့ဒါကြောင့်ခရိယံလဲသူတို့မှဒီလိုသီလမျိုးကြတော့သူတို့စရိတ္တသီလခေါ်ပါတယ်နော်။ သူတို့မှလည်းသူတို့နဲ့ထိတ်တန်တဲ့ကိုချင်းသီလဖြစ်စင်တာလေးတွေအထက်ကရှိထားပါတယ်နော်ဘုရားဘာသာနဲ့ယူဆခြင်းမတူတာလေးတခုပဲရှိပါတယ်ဘုန်းကြီးတစ်ချိန်လုံးကပေါ့လေလွန်ခဲ့တဲ့2 90ပေါင်းချင်းလောက်ကကဘာအေးမှာဘုန်းကြီးတို့အင်္ဂလိပ်စာသင်နေတော့ဆိုကြပါစို့အိမ်မှာအမေရိကန်ခရီးယာန်ဘုန်းကြီးတပါးအမေရိကန်ကဘာမှမပြီးအလေလာရင်းနဲ့သူတို့တန်ခတ်တက္ကသိုလ်မှာလာပြီးဟောပြောပွဲတခုလုပ်တယ်ဟောပြောပွဲတခုလုပ်တဲ့အခါမှာသူကဘာပြောလဲဆိုတော့ဘုရားဘာသာမှာ သီလကျင့်စဉ်ကြီးဟာကျွန်တော်လေးအစဉ်မြင်တဲ့အကြောင်းဖြူစင်းတဲ့အကြောင်းပြောသွားတယ်။ပြောသွားတော့ခရိယံမကောသီလကျင့်စဉ်မရှိဘူးလားလို့သူကမေးကြည့်လိုက်တော့သူကပါပြောလဲ။ခရိယံမှာသီလကျင့်စဉ်ဘုရားဘာသာတွေကခုတ်ချထားတယ်နည်းနည်းပါပါရှိပါတယ်။သူကအဲ့လိုပဲပြောတာ။ဒါကြောင့်တကယ်ဖြူစင်းတဲ့သီလမဟုတ်ဘူးဆိုလိုတာကဖြူစင်းတဲ့သီလမဟုတ်တဲ့အတွက်ဒီသမောသီးတစ်လုံးဟာသရဏတန်တန်နဲ့ယူထားရင် လူချမ်းသာနဲ့ချမ်းသာနိဗ္ဗာန်ချမ်းသာအထိအကျိုးပေးနိုင်တဲ့ဆောအားရှိတယ်။ဒါပေမဲ့သူ့ရဲ့ကိုကျင့်သီလကြီးကသိအလွန်ကြီးအဖြစ်မြင့်မုံတော့မရဘူးအထက်လျောက်တော့ဖြူစင်နေမယ်။ဆလိုတန်ကသူ့ရဲ့ပဏိပါဒကံကိုသူကဘာမှထက်ခီးမဆောက်မိုးကြောခိုင်းနေတဲ့သဘောဟာစားဖို့ရအတွက်ဘုရားသခင်ကဖန်ဆင်းပေးထားတာဆိုပြီးဒီလိုအယူဆကရှိနေတယ်။ဒီကိစ္စတွေကိုတတ်တာကိုသူတို့မှအပြစ်ရှိတယ်လို့မမြင်ဘူး။စသဖြင့်ဒီလိုအယူမှားတွေကလည်းခြံရံထက်တော့သူတို့သီလတွေမှာပိုးထိုးနေတယ်။ဘုရင်မှာဒီအကြောင်းကဘုရင်ရတော့ပိုးမထိုးပါဘူး။ ဘူးပင်ကိုပိုးထုတ်တယ်လို့ချင်းဘူးတိရကောင်းကောင်းမသိနိုင်တယ်လို့ပဲဟုတ်တယ်မလားတို့ရဲ့ကိုချင်းသီလတွေမှာကသိပြီပိုးထုတ်နေတဲ့အခါကျတော့သီလကသိစွန့်ရင်မကောင်းဘူးအယူဝါဒကလည်းမှန်တယ်မှန်တယ်အတွက်သူ့ရဲ့ဌာနကံဒီအစ်စ်နှိပ်သွားတယ်အကျိုးပေးတဲ့အခါအဲဒီလိုဖြစ်သွားတယ်ကဲကဲနောက်တော့ဗမေ